လင်းကြောင့်ပြက်စီးသွားတဲ့အဖြစ်လာတဲ့အတွက်တက္ကသိုလ်ဝန်ထမ်းကျောင်းသားများဆောင်းမေးပွဲပြန်ဖြေရမှာမို့အခက်အခဲကြုံနေရ။ပရိသတ်များလုံးမင်္ဂလာပါရှင်အေဂရစ်တန်ယာရီကနေပြန်လေးကြိုဆိုလိုက်ပါတယ်။ ငလင်တန်ကျောင်းထိကန်းနေတာဆုံးရှုံးမှုတွေအများဆုံးကြုံနေရတာကတော့ grade 12တက္ကသိုလ်ဝန်ထမ်းကျောင်းသားလေးတွေဖြစ်ပါတယ်။အခုဆန်တော့ grade 12ကျောင်းသားလေးတွေဟာစာမေးပွဲပြန်ပြေရတော့မှဖြစ်လို့တော်တော်လေးကိုအခက်အခဲနဲ့ကြုံတွေ့နေရတယ်လို့သိရပါတယ်။အားလုံးသိကြတဲ့အချိန်မက်စလာ28ရက်နေ့ငလင်ကမြမပြေမှာတစ်ချိန်တစ်ခါမှမကြုံဘူးလောက်အောင်ကိုအင်အားပြင်းပြင်းငလင်ကြီးလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အဆိုပါမြင်ငလင်ကြီးဟာတော်တော်လေးလည်းဖြစ်အားပြင်းတာကြောင့်သခိုင်းမန္တလေးနေပြီးတော့စတဲ့မြမပြေနေရအနှံ့ကမြို့ကြီးတွေမှာအသက်အိုးရင်စီးစိမ် ျက်စီးဆုံးရှုံးမှုတွေများပြားခဲ့ရဖြစ်ပါတယ်။အထူးသဖြင့်တော့ထင်ရှားတဲ့အဆောက်အဦတွေတော်တော်များများလည်းပြိုကျပျက်စီးသွားခဲ့ရဖြစ်ပါတယ်။ဒီလိုမျိုးငလင်တန်းချောင်းပျက်စီးဆုံးရှုံးသွားရတဲ့အဆောက်အဦတွေထဲမှာတက္ကသိုလ်တွေလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ငလင်တန်းချောင်းမန္တလေးရတနာဘုံတက္ကသိုလ်ကြီးဟာမီးလောင်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။အခုချိန်မှာ တက္ကသိုလ်စာစစ်ဌာနအသီးသီးမှလည်းမတ်လလယ်ကနေဖြည့်ဆို့ထားတဲ့ grade 12ကျောင်းသူကျောင်းသားတွေရဲ့အဖြေလွှာတွေကကုန်လုပ်ဖို့အတွက်အမှတ်ချက်ဖို့ရှိနေတာဖြစ်ပါတယ်။ငလင်တန်းချောင်းတက္ကသိုလ်တွေပျက်စီး ည်းဆုံးရှုံးသွားရချိန်မှာတက္ကသိုလ်ဝန်ထမ်းအဖြစ်လွားတွေပါပျက်စီးဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။အခုခါမှာတော့မန္တလေးငလင်မှာမီးလောင်ပျက်စီးသွားတဲ့တက္ကသိုလ်ဝန်ထမ်းအဖြစ်လွားတွေကိုပြန်လည်စစ်ဆေးနိုင်ခြင်းမရှိတဲ့အတွက် grade သွဲအကြောင်းသူအကြောင်းသားများစာမေးပွဲပြန်ဖြေရမယ်လို့နိုင်ငံတော်အစိုးရဘက်ကနေယနေ့မှထုတ်ပြန်ကြေညာလိုက်ပါတယ်။ အထူးသဖြင့်တော့အပြေလွှာတွေကိုပြန်လည်ယူဖို့အတွက်ចောင်းသားចောင်းသူတွေရဲ့စာမေးပွဲရလဒ်ကိုတည်ရဖို့မဖြစ်နိုင်တဲ့အတွက်ကြောင့်နိုင်ငံတော်အစိုးရဘက်ကနေစကိုင်းမန္တလေးနေပြည်တော်နဲ့ကချင်ပြည်နယ်ကဂရိတ်သွဲចောင်းသူចောင်းသားတွေအနေနဲ့ဇွန်လ16ရက်နေ့ကနေ21ရက်နေ့အထိမိမိတို့ရခင်ဖြေဆိုခဲ့တဲ့ဘာသာရပ်တွေအတိုင်းတက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုပြန်လည်ဖြေဆိုရမယ်လို့ကြေညာလိုက်တာဖြစ်ပါတယ်။ဖြေဆိုတဲ့နေရာမှာတတ်မှတ်ထားတဲ့စာစစ်ဌာနတွေတတ်မှတ်ထားတဲ့နေရာတွေမှာတွားရောက်ဖြေဆိုရမယ်လို့လည်းသိရပါတယ်။ဒီလိုမျိုးဖြေဆိုရမယ်လို့ကြေညာချက်အပြီး ီးမှာတချို့သောចောင်းသားចောင်းသူတွေအတွက်စာမေးပွဲဖြေရတာကအခက်အခဲမရှိနိုင်ပေမဲ့တချို့သောចောင်းသားတွေကတော့ငလင်တန်းကြောင့်မိသားစုဝင်တွေဆုံးရှုံးရတာအိမ်တွေပြိုတာတွေရှိတဲ့အတွက်ကြောင့်စာတွေကိုအာရုံမစိုက်နိုင်ပေအခက်အခဲတွေဖြစ်နေရတယ်လို့သိရပါတယ်တာမန်အဖြစ်တော်တက္ကသိုလ်ဝန်ထမ်းဟာဘဝကိုပြောင်းလဲစေနိုင်တဲ့စာမေးပွဲဖြစ်ပြီးတော့တနစ်တာလုံးမိဘတွေចောင်းသားចောင်းသူတွေအားခဲထားရတဲ့စာမေးပွဲဖြစ်ပါတယ် လူတွေအလုံးကတက္ကသိုလ်ဝန်ထမ်းစာမေးပွဲတစ်ခါဖြေဖို့အတွက်မင်းအားကုန်ယုံကြရတာဖြစ်ပြီးစာမေးပွဲဖြေပြီးချိန်မှာစာရီအလုံးကိုလွှတ်ချလိုက်ကြတာဖြစ်ပါတယ်။ဒီလိုအချိန်ဒီမှာစာမေးပွဲပြန်ဖြေဆိုဖို့ဆိုတာကတကယ်ကိုမလွယ်ကူနိုင်တော့ပါဘူး။အရင်စာမေးပွဲမှာ၆ဘာသာထွက်ဖို့အတွက်တည်ကြတဲ့ကလေးဟာအခုချိန်မှာငလင်တန်းကြောင့်စိတ်ရောလူပါပင်မနေရကြောင်းနောက်ထပ်ရလဒ်တစ်မျိုးဖြစ်ခဲ့ရင်ဘဝအတွက်နှစ်နာဆုံးရှုံးမှုတွေကြီးမားသွားနိုင်ပါတယ်။ ဒါအပြင်တချို့သောအပေါင်းသူအပေါင်းသားတွေဟာစာမေးပွဲပြန်ဖြေဆိုဖို့အတွက်အခက်အခဲရှိနေရပါ။ဒါကြောင့်လည်းဂရိတ်သွဲတက္ကသိုလ်ဝန်ထမ်းစာမေးပွဲပြန်ဖြေဖို့အတွက်တော်တော်လေးကိုခက်ခဲနိုင်ပါတယ်။စာတော်တဲ့တချို့သောအပေါင်းသားတွေအတွက်တော့အခက်အခဲမရှိနိုင်ပေမဲ့တချို့အတွက်ကတော့ခက်ခဲပင်ပန်းနေမှာသိကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဂရိတ်သွဲစာမေးပွဲပြန်ဖြေရမယ့်ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုပေး အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။